တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်တွေမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှု ပုံမမြင့်တက်လာနေချိန်ဂျပန်နဲ့ဗီယက်နမ်တို့ဟာမဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးအရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုပုံဖော်လှုပ်ဆောင်ဖို့ကြာတာပတိနေ့ကအဆင့်မြင့်ဆွေးနွေးပွဲမှာသဘောတူခဲ့ကြကြောင်းဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါရယ်ဂျပန်ဝန်ကြီးချုပ်ရှီကဲရိုအီရှိပါဗီယက်နမ်ကိုဧပြီလအတွင်းသွားရောက်ခဲ့စဉ်ရရှိခဲ့တဲ့မူပေါင်းအရကျင်းပတဲ့ နနိုင်ကန်ဒုတိယနိုင်ငံသားရေးဝန်ကြီးများနဲ့ဒုတိယကာကွယ်ရေးဝန်ကြီးများပထမဆုံးအကြိမ်ဆွေးနွေးပွဲကနေအခုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ စိတ်တူကိုယ်တူနိုင်ငံတွေကိုကာကွယ်ရေးပစ္စည်းတွေပံ့ပိုးနိုင်ဖို့အတွက်ဂျပန်ရဲ့တရားဝင်လုံခြုံရေးအကူအညီပေးရေးအစီအစဉ်ကိုနှစ်ဖက်ဆွေးနွေးကြပြီးတော့ဒေသတွင်ငြိမ်ချမ်းရေးလွတ်လပ်မှုနဲ့အသာယာဝပြောရေးတို့ကိုရှိရတဲ့အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့လုပ်ငန်းစဉ်နဲ့အညီလွတ်လပ်ပွင့်လင်းတဲ့အင်ဒိုပစိဖိတ်ဒေသကိုအကောင့်ထဲပေါ်ရေးအရေးကြီးကြောင်းအတည်ပြုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အကြီးအကဲဒုတိယဝန်ကြီးဟီရိုယူကေနာမဇူနဲ့၎င်းရဲ့အကောင်ရည်တူငွေရင်မန်ဘူအပြင် နိုင်ငံတကာရေးရာအတွက်ဂျပန်ဒုတိယကာကွယ်ရေးဝန်ကြီးကိုဂျီကာနိုနဲ့၎င်းရဲ့ဂုံရီတူအိုဟန်ရွှန်ချင်းတို့ကလည်းအမှုတမ်းအရာတမ်းဖလှယ်ရေးလူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့သဘာဝဘေးကယ်ဆယ်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။ကမ္ဘာပေါ်မှာအစီအကားဆုံးရေကြောင်လမ်းတစ်ခုဖြစ်ပြီးတော့တယန်ဇာတကျွဲဝါတဲ့တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေအရှိန်မြင့်တက်လာတာနဲ့အမျှဂျပန်ကမကြသေးသောနှစ်များအတွင်းဗီယက်နမ်နဲ့တခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာဆက်ဆံမှုတွေမြင့်တက်လျက်ရှိပါတယ်။ဗီယက်နမ်ဟာတောင်တရုတ်ပင်လယ်မှာရှိတဲ့ Spratly နဲ့ Parazel ကျွန်းတွေက Parazel ကျွန်းစုတွေနဲ့ပတ်သက်ပြီးတရုတ်နဲ့ပိုင်ဆိုင်မှုအငင်းပွားနေပြီးတော့ဂျပန်နဲ့တရုတ်ကတော့တရုတ်ကပိုင်ဆိုင်နေဆိုထားတဲ့အရှေ့တရုတ်ပင်လယ်မှာရှိတဲ့ဂျပန်အုပ်ချုပ်မှုအောက်ကစင်ကာကူကျွန်းတွေရဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲနေကြပါရဲ့ရှင်။ လောကောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။